听好了吧。 football review channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတောက်ကြနေပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကစားမဲ့ထိတ်တန်းလေးပွဲစဉ်၄ပွဲရှိရပါတော့။အဲ့တော့ဒီနေ့ကစားတော့ရှိရထိတ်တန်းလေးပွဲစဉ်၄ပွဲတည်းကနေပြီးတော့မှနှစ်ပွဲကိုရွေးထုတ်ပြီးတော့သုံးသပ်ပြပါပေါ့နော်။အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတည်းပြီးတော့တခြားမောင်းတွေဝန်ဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာထင်ပြီးရပါပေါ့နော်။အဲ့တော့ Viber channel link ကို Telegram channel link ကိုဒီဗီဒီယိုအောက်က comment မှာ pin comment နေနဲ့ထောက်ပြရပါပေါ့နော်။ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့။အဲ့တော့ဒီနေ့တည်းပထမဆုံးသုံးသပ်ပြခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည2နာရီမှာကစား ားမဲ့ဂျာမန်ဘွန်ဒက်လီကာပွဲစဉ်တစ်ပွဲဖြစ်တဲ့ Water Bremen နဲ့ Ubert တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင် Water Bremen ကတည်ရေးကြရင်ပြန်ကားစေရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်းတည်ရေးပေါ့နော်အဲ့တော့ဒီဟာဒီ Water Bremen ကစားခဲ့တဲ့အိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်သူတို့အသင်းရဲ့တိုက်စစ်ကတွင်ကို၃ဂိုးသွင်းခဲ့တာစုစုပေါင်း၃ပွဲရှိရပေါ့နော်ပြီးတော့သူရဲ့ခံစီကပေးကို၃ခုပြန်ပေးခဲ့ရတာနှစ်ပွဲတည်းရှိရယ်ဗောနော်အဲ့တော့ဒီဟာဒီမှာသူရဲ့တပွဲတည်းတော့ဒီတိုက်စစ်ကအိမ်ကွင်းမှာ တုံးကိုပြေးခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ဒီပြေးခဲ့တဲ့လေဘာကူစီနဲ့ကစားခဲ့တဲ့အဖွင့်ပွဲစဉ်မှာသူတို့တုံးကိုသွင်းနိုင်ခဲ့တယ်ပေါ့နော်အဲ့ပွဲစဉ်ကတစ်ဖက်ကတုံးကိုစီနဲ့တည်ကြခဲ့တယ်ပြောမလို့ရှင်အဲ့ပွဲစဉ်တပွဲတည်းရပဲဝါတာပရီမီယံရဲ့ဒီယာဒီအိမ်ဝင်ပွဲစဉ်တွေမှာတုံးကိုပြေးခဲ့တဲ့ပွဲစဉ်တွေတပွဲဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့ပွဲစဉ်က ဒါဒီတစ်ဖက်ကလေဘကူစင်ကတော်တော်လေးကိုအချိန်ဆိုးနေတဲ့အချိန်ကြီးအဲနေသားတစ်ခုမှရှိတယ်ဒါဒီလက်ရှိနီးပြမတမကင်တွဲခင်မှာအရင်နီးပြဒီ every day ဟဲ့ကင်တွဲနေတဲ့အချိန်တော့ပါဘောနော်အဲတော့ကဒီလေဘကူစင်ကတော်တော်လေးကိုအချိန်ဆိုးတယ်ဘောနော်အဲ့ဒီအချိန်ကြီး တော့ကပဲဒီ water breathing က3ကိုအတွင်းနိုင်ရတာဖြစ်တယ်ဗောနော်ကျန်တဲ့ဘွဲစီနေ3ဘွဲလုံးမှာအိမ်ဘွဲမှာဆိုလို့ရှိရင် water breathing ရဲ့တိုက်စစ်ကအတွင်းကို3ကိုမပြည့်ခဲ့ဘူးဗောနော်တစ်ဖက်ကဒီ wolf pass အတင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေ wolf pass ကဒီယာဒီမှာကစားခဲ့တဲ့အဝေးဝင်ဘွဲစီနေမှာဆိုလို့ရှိရင် bonnet league က၄ဘွဲကစားခဲ့တဲ့အချိန်မှာ2ဘွဲနိုင်တယ်2ဘွဲရှုံးတယ်ဗောနော်ပြီးတော့အဲ့ဒီကစားခဲ့တဲ့၄ဘွဲမှာဆိုလို့ရှိရင်လေသူတို့ရဲ့တိုက်စစ်က တွင်ကို၃ခုပြေးခဲ့တာဟိုက်တိုင်းအတင်းကိုသူတို့၃ခုခုနဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့ဒီပွဲစဉ်ကကျတော့လည်းပြောလို့ဆိုလို့ရှင်ဟိုက်တိုင်းကလက်ရှိဂျာမန်ဘွန်ဒလီကရဲ့တန်းစင်းဆောင်ကအတင်းတင်းဖြစ်တယ်ပေါ့နော်အဲ့ဒီအတင်းကိုပဲသူတို့၃ခုတွင်နိုင်ခဲ့တယ်ဂျန်နေပွဲစဉ်တွေအကုန်လုံးမှာ ဒီဝဘရဲ့တိုက်စစ်ကအတွင်းကိုတုံးကိုမရောက်ခဲ့ဘူးเนาะပြီးတော့သူတို့ရဲ့ခံစီကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီဒီပီကိုတုံးကိုပေးတဲ့ပေးခဲ့ရတဲ့ပွဲစဉ်က Osman နဲ့ပွဲစဉ်မှာဖြစ်တယ်ဗောနော်အဲ့ပွဲစဉ်မှာသူတို့တုံးကိုကိုနဲ့ရှုံးခဲ့ပြီးတော့သူတို့ရဲ့ခံစီကပီကိုတုံးကိုပေးရတယ်ဗောနော်အဲ့တော့ဒီနေ့တွေးမဲ့ဒီ Water Bremen ကဝဘကနှစ်သိန်းလုံးရဲ့တိုက်စစ်ကဒီလက်ရှိချိန်မှာအရင်အကောင့်နေတာမရှိဘူးဒီ Water Bremen ဆိုလို့ရှင်လေသူတို့ကစားခဲ့တဲ့အိမ်ဝင်းနောက်ဆုံးနှစ်ပွဲမှာနှစ်ပွဲလုံးကိုောက်ခဲ့တယ်1-0 1-0ဆိုတော့ရလက်တင်အနိုင်ရခဲ့တယ်ပြီးတော့ကိုောက်ခဲ့တယ်ဗောနော်ပြောမှဆိုလို့ရှင် တော်ဗရမင်ကိုတိုင်ကနောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့အတင်းရတိုက်စစ်ဖွင့်ပြီးတော့အရန်မစော့ဘူးဒီအနိုင်ရဝတ်တော့ကိုပဲတေချာအယုံဆိုင်ကစားလာတော့တွေ့ရလိမ့်မယ်တစ်ဖက်ကဝူးအတင်းရတော့ဒီပွဲမှာသူတို့ကကျင်းနေတဲ့ဒီကောင်တာပလေးတစ်ခုပဲကစားဖို့ရွေးချယ်ဖို့စဉ်းစားထားလိမ့်မယ်လို့ထင်တယ်ဗောနပြီးတော့ဒီဘွန်ဒလီကာပွဲစဉ်တွေရဲ့တောက်ကြနေညမှာကစားခဲ့တဲ့နောက်ဆုံးဒီနှစ်ပတ်ဆက်လိုက်ရလေကိုရောက်ခဲ့တယ်ဆိုတော့ဒီပွဲကဒီနှစ်သိမ်းပေါင်းတွင်းကိုဒီ ဒီနေအောင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီ water brimming တေချာထိန်းသိမ်းထိန်းသိမ်းနေကစားသွားလိမ့်မယ် wolf ဘက်ကိုဒီသူတို့တင်းအနိုင်ရဖို့ပဲပြင်ဆင်ထားလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်ဒီ 1v1 လောက်ပဲဖြစ်နိုင်နေမယ်အလုံးစုံ၃ခုအထိပဲရောက်နိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့တော့ပထမဆုံးပွဲစဉ်မှာတော့ကိုဟောက်ကိုပဲရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့နောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်ကကျတော့ဒီနေ့ည2:55မှာကစားမယ့်ပြင်တိလီဂူဝင်ပွဲစဉ်တော့ပဲဖြစ်တဲ့ Berry FC နဲ့ ဘရန်နဲ့တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်ရင် Perry FC ကတေကြရင်55ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်း55ပြားရမယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီနေ့ရဲ့အင်ရှင်ဖြစ်တဲ့ Perry FC အစီပေါ့နော်ဒီအတင်းကဒီပြီးခဲ့တဲ့နှစ်ကပြင်သစ်လီဂ2ဝင်ပြီးတော့တန်တက်လာတဲ့အတင်းတင်းဖြစ်တယ်ဒါပေမဲ့လို့လက်ရှိအချိန်မှာဆိုလို့ရှိရင် Perry က Trolley ကိုကောင်းနေတဲ့အနေအထားတစ်ခုမှရှိတယ်ပေါ့နော်တန်တက်လာတဲ့အတင်းနေထဲမှာဆိုလို့ရှိရင်လည်း Perry ရဲ့ခြေစွမ်းတော်တော်လေးကိုစွာတော့တွေ့ရလိမ့်မယ်ပေါ့နော်ဒါပေမဲ့လို့သူတို့ကစားခဲ့တဲ့ အိမ်ဝင်းနောက်ဆုံး၄ဝဲကိုကျွန်တော်ပြန်ကြည့်ရင်၃ဝဲတိတိ Berry FC ကဒီအမှတ်ရောက်တာတော့တွေ့ရလိမ့်မယ်ပေါ့နော်။တစ်ဖက်က run နဲ့အတင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီရာဒီမှာသူတို့ကစားခဲ့တဲ့ဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှင် run နဲ့ကတပွဲပဲချုံတာပေါ့နော် channel ပွဲစဉ်တွေအကုန်လုံးမှာသူတို့အတင်းကသိကစားတာတယ်။သူတို့ရဲ့ဒီရာဒီတပွဲတွေတော့ရှုံးပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေ lorry run run အတင်းကိုသူတို့လေးခုပြန်နဲ့ရှုံးခဲ့တာဖြစ်တယ်ပေါ့နော်။ပြီးတော့အဲ့ပွဲစဉ်ကလည်းပြောမှဆိုလို့ရှင်ပွဲစ70မိနစ်လောက်မှာလေသူတို့တင်းရဲ့ကစားသမား2ယောက်လောက်ထိထုတ်ပယ်ခံခဲ့ရပြီးတော့ ဒီကစားသမား၉ယောက်ထဲနဲ့သူတို့ကစားသွားခဲ့ရဖြစ်တယ်ပေါ့နော်အဲ့တော့ channel ဝဲစီနေအကုန်လုံးမှာဒီ runner ကတည်ရကစားထားတယ်ပေါ့နော်အဲ့တော့လက်ရှိအချိန်အရဆိုလို့ရှိရင် perry ကဒီတန်တက်လာတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်ခြေဆွာတာမှန်ပေမဲ့သူတို့အသင်းကအိမ်ကွင်းနောက်ဆုံး၄ဘက်မှာ၃ဝက်တိတိအမှတ်ရတာလေဆိုတော့ဒီဘက်မှာတစ်ဖက်ကဒီ ကျင်းတီလီကူဝမ်းရဲ့နောက်ဆုံး၄ဝက်စရိုက်အင်ဝင်းအဝေးဝင်း၄ဝက်စရိုက်ရှုံးဝဲမရှိသေးတဲ့ runner ကိုအနိုင်ယူဖို့ဆိုတာအချိန်တိပေါ့ခက်တယ်ဗောနော်ပြီးတော့ဒီပြင်းတီလီကူဝမ်းမှာဆိုလို့ရှင်လဲအတွေ့အကြုံပိုင်းအရာဆိုလို့ရှင် runner က berry fc တက်ပိုကောင်းတယ်ဗောနော်အဲ့တော့ဒီဝက်မှာအနည်းဆုံးတော့ run နဲ့သူတို့ရဲ့ဒီနောက်ဆုံးအဝေးဝင်း၄ဝက်စရိုက်ရှုံးဝဲမရှိတဲ့ဒီ ambition record ကြီးတစ်ခုကိုတော့ဒီဘက်မှာဒီဘက်နဲ့အတူအကျိုးပြတ်ခံနိုင်မယ်လို့တော့မထင်ဘူးပေါ့နော်။အနည်းဆုံးတော့ run နဲ့ဒီဘက်မှာတည်ရီလောက်တော့ကစားနိုင်မယ်ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့တော့တည်ရီကြရင်55ပြားရှုံးမဲ့ Asian Berry FC ကဆိုင်ကျွန်တော်ကအဝေးဝင်အသင်းဖြစ်တဲ့ Brand နဲ့အသင်းကိုရွေးချယ်ပေးခြင်းနဲ့ပေါ့